အဆင်ပြေနေတဲ့အချိန်ဆိုတော့ဘုသူစီကမှတမှုခင်ကသူများအဆင်ပြေပြောတာပေါ့နော်မတော်အောင်အဆင်မပြေတဲ့လူဆိုရင်ကိုသွားတယ်ပေါ့နော်ကိုအဆင်ပြေနေရင်ကိုလူလေးစီကိုသွားမယ်ကိုအဆင်မပြေရင်ကိုကကိုအိမ်မှာငင်ငင်လေးကောက်ကောက်ကလေးပဲနေတယ်ပေါ့နော် မောက်ပေါ့နော်ပောက်ကြရတွေရေးတာပေါ့နော်ဟိုငွေတွေလိမ်ပြီးတော့ပြေးတယ်တို့ဟိုလမ်းခင်းမဲ့ပတ်စံကိုယူပြီးပြေးတယ်ပါပထမဆုံးကတော့ဟိုဘယ်လိုခေါ်မလဲစိတ်တော့တူတယ်ပေါ့ဒါပေမဲ့ပြန်စဉ်းစားကြည့်တေချာတရားသဘောနဲ့ကြည့်သူ့ပူလောင်နေတာဆိုတော့စကပုံလေးတစ်ခုလို့ပေါ့နော်လူတယောက်ကကိုယ့်ကိုမိခိကင်ပြီးတော့ပေးနေတဲ့ဟာကိုပုံမှန်တင်ကိုမယူရအောင်လေဟိုက လက်ထက်သေးဟိုပါလေအမတို့ကနာမည်ပြက်မရှိခဲ့ပါဘူးဟိုပြောကြရင်အမအဖိုးတင်ပေးထားတယ်လို့ပေါ့ကို့မှာရှိတဲ့တမတ်ကိုပဲမှတ်တယ်သူများစီကတစ်ချက်ကိုအမမမှတ်ခဲ့ပါဘူးဒါကို့ရဲ့အစားဝင်တွေကိုချမ်းမကြီးကိုအဖေချမ်းမကြီးအဲ့ဒီအတွက်ကိုအမလုံနေရတာပါဟိုအဲ့ဒါကိုလည်းအထင်မလွဲစေချင်ဘူးပေါ့နော် ဒီနေ့ရိုက်ကွေးလေးကအမဘဝမှာပေါ့နော်အရန်ကိုမျောလင်းထားတဲ့နေ့လေးတစ်နေ့ပါအမအရန်ကိုဟိုဖြစ်ချင်ခဲ့တဲ့နေ့လေးပေါ့နော်အမ2014ခုနှစ်ခါထွက်ရှိခဲ့တဲ့တတိယတကူတော့ series series တိုင်တဲ့သချင်းလေးရှင်မတော်တနခါတော့နဲ့ထုတ်လိုက်မယ်ဆိုတဲ့သချင်းလေးကို VCD ရိုက်တာပါ အမတဆီရီလုံးကိုမရိုက်ရသေးတာညီမလေးတပုတ်ပဲရိုက်ရသေးတယ်ကျွန်တော်အချစ်တီပြန်ပေးပါဆိုတဲ့ပချင်းလေးပေါ့နော်အဲ့ဒါကကြတော့မန္တလေးသားသူရမန္တလေးမှာတော့ရိုက်ထားတာပေါ့နော်အဲ့ဒါလေးကလည်းမထွက်အပ်သေးဘူးလိုင်းပေါ်မှာပဲတင်ပြီးတော့ပေါက်နေတာပေါ့နော်အဲ့ဒါလေးကဟုတ်ပြန်လာမယ်လွယ်ပြောပြီးတော့ ျွန်တော်အချစ်ကိုကစားတော့ပုံစံလေးပြန်ပြောင်းတည်ထားပါတယ်ဒီတချင်းအားလေးနှက်ကြီးတယ်ပဲပြောရမလားမသိဘူးတလားအမပထမတည်ထားတာကတော့မြန်မာတန်ပုံစံမျိုးလေးပေါ့နော်ပထမအဆုံးအဲထွက်တုံကတည်ထားတာကတော့ဟိုကိုဆိုးမိုးပေါ့မန္တလေးကကိုဆိုးမိုးတည်ပြီးတာပေါ့နော်အခုပြန်တည်တဲ့အချိန်မှာ အမ၃ခါပြန်တည်ရတယ်တိလား၃ခါမြောက်ကြမှာအဆင်ပြေတယ်ပေါ့နော်မြန်မာတန်ရောအဲဟိုဘယ်လိုခေါ်မလဲအခုခေတ်ဒီဘက်ခေတ်လိုချင်တဲ့ remix ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေနဲ့အမရောပြီးတော့တည်လိုက်တာပေါ့နော် ဒါလိုက်တာကိုရန်ကေးပါပါပါတယ်တရုတ်ဆောင်လေးတွေကကြတော့ဟိုပေါ့နော်ဟိုအခုတဲသေးစာကလေးပေါ့နော်ချစ်စရာလေးပါမင်းသားလေးကရန်တက်ခမင်းသမီးလေးကနှင်းရည်တီထက်ပေါ့နော်ဒီသချင်းကိုရေးပေးထားတာကတော့တေးစရာကိုရှန်ထုံးမြန်မာစာပေါ့နော်သူရေးပေးထားတာပါ ဟောအရင်တော့ကတော့ငငယ်တော့ကတော့လေခလေးစိတ်ဆိုတော့တယောက်ကတခွန်းပြောရင်ကိုကပြန်ပြောတတ်တဲ့အချင်းရှိရပါတော့။ဒါမှမဟုတ်အဲ့ဒီဟာလေးတွေကအသက်အရွယ်အပိုင်းခြားရာစိတ်တည်ငြိမ်သွားတာပေါ့။တည်ငြိမ်သွားတဲ့အခါကျတော့အခုဟိုအဲ့အခုဆိုရင်အင်တာဗျူးလေးတွေတက်တယ်ပေါ့နော်။ဒါလေးကရိုးရိုးမြတ်တရရဲ့ခံရတာပါ။သမုခင်ကဘသူ့ပေါ်မှာမှလည်းမကောင်းတဲ့စိတ်လည်းမထားသလိုဘသူ့ပေါ်မှာလည်းဟိုပျက်စီးလို့စေတဲ့စိတ်မရှိဘူး။သူများအောင်မြင်ဝမ်းသာတယ်။ ကိုနားမှာရှိရလူတွေဟိုအဆင်ပြေနေတာတွေ့ရင်ကိုပို့လို့ဝမ်းသာတယ်ဟိုရိုတာပြောခဲ့တယ်လို့ပေါ့နော်အဆင်ပြေနေတဲ့အချိန်ဆိုတော့ဘသူစီကမှတမှုခင်ကသူများအဆင်ပြေပြောတာပေါ့နော်မတော်အောင်အဆင်မပြေတဲ့လူဆိုရင်ကိုသွားတယ်ပေါ့နော်ကိုအဆင်ပြေနေရင်ကိုလူတွေစီကိုသွားမယ်ကိုအဆင်မပြေရင်ကိုကကိုအိမ်မှာငြိမ်ငြိမ်လေးကောက်ကောက်လေးပဲနေတယ်ပေါ့နော်ဆိုတော့အခုဟိုအင်တာဗျူးလေးတစ်ခုမှာပေါ့နော်အောက်ကနေပြီးတော့အမအောင်ပေါ့နော်ပောက်ကြရရေးတာပေါ့နော်ဟိုငွေတွေလိမ်ပြီးတော့ပြေးတယ်တို့ဟိုလမ်း န်းခင်းမဲ့ပတ်စံကိုယူပြီးပြေးတယ်ပါအဲ့အချိန်ခါမှာဘာဖြစ်လာလဲဆိုတော့အမအနီးနားမှာအနီးကပ်ဆုံးနေတဲ့လူတွေအမကိုချစ်တဲ့လူတွေကအမရဲ့စာရိတ်တအမတွေမဟုတ်ပါဘူးအမတို့မိဘမျိုးယိုးအဖိုးအဖွား လက်ထက်သေးွာလေမမတို့ကနာမည်ပြတ်မရှိခဲ့ပါဘူးဟိုပြောကြရင်အမအဖိုးတင်ပေးထားတယ်လို့ပေါ့ကို့မှာရှိတဲ့တမတ်ကိုပဲမှတ်တယ်သူများစီကတစ်ချက်ကိုအမမမတ်ခဲ့ပါဘူးကိုရှာတဲ့ပဆံကိုပို့တံမိုးထားတယ်အဲ့အတွက်သူများစီကလည်းမယူခဲ့ပါဘူးလက်တလုံးမှာမဖြည့်ရှင်းွက်မရသေးလို့ဒါဘာမှမပြောသေးတာတကယ်တမ်းကျရင်အမကသူများစီကပဆံမလိမ်ပါဘူးအမကိုကသာလိမ်သွားချတာပေါ့နော်ငွေငွေချင်းနဲ့ပတ်သက်ပြီးတော့အမတို့အခုအမှုတွေဖြစ်တဲ့ပြဿနာတွေလည်းအဲ့ဒါတွေလည်းရင်ဆိုင်ရတယ်ဒါပေမဲ့ဒါတွေကလေထုတ်ပြော စရာမလိုအမအနုပညာသမားဖြစ်တဲ့အတွက်ကိုအနုပညာအကြောင်းမှအမပြောမှာအမရဲ့အနုပညာလှုပ်ရှားမှုအမတချင်းတွေဘလို့ဆိုနေလဲအမဘာတွေလုပ်နေလဲပဲပြောမှာလေအမရဲ့မိသားစုရေးပြောပြစရာမလိုအမမိသားစုအကြောင်းကိုအမနားနေတဲ့လူအမအနုပညာလောကသားအလုံးသိပါတယ်နော်အဲ့တော့ဟိုပေါ့နော်အောက်ကနေပြောပေါ့နော်အမကဘလို့ဖြစ်လို့ဘယ်ဝါဖြစ်လို့ဆိုရေးတော့ဆိုပထမဆုံးကတော့ဘလို့ကောမလဲစိတ်တော့တိုးတယ်ပေါ့ဒါမှပြန်စဉ်းစားကြည့်တေချာတရားသဘောနဲ့ကြည့်သူပူလောင်နေတာ ဆိုတော့စကပုံလေးတစ်ခုလို့ပေါ့နော်လူတယောက်ကကိုယ့်ကိုမိခိကြီးပြီးတော့ပေးနေတဲ့ဟာကိုပုံမှန်သိရင်ကိုမယူရအောင်လေတော့ယူလိုက်ကိုယ့်လက်ပူပါမှာသူ့ပူကကိုယ့်ဘက်ကိုကူးလာမှာဆိုတော့သူပဲပူလောင်ပါစေတော့ပေါ့နော် ဒါပေမဲ့အမြဲတမ်းမေတ္တာပို့ပါတယ်အဲ့လိုမျိုးလာအဲ့တိုက်ခိုက်တာကလေသူကအကောင်ပေါင်းမြောင်များစွာနဲ့တယောက်ထဲရတိုက်ခိုက်တာပါအဲ့တော့အဲ့တယောက်ကျမ်းမာချမ်းသာပါစေစိတ်ချမ်းသာပါစေကိုကိုသူတစ်ခေါက်တိုက်ခိုက်တယ်လို့မျိုးသူ့ကိုလည်းတိုက်ခိုက်တယ်လို့မပေါ်ဘူးလို့ပြောနိုင်ဘူးလေတော့ဒါလူအခုအချိန်မှလေလောကငရေကြီးကမြန်နေညီမလေးအခုမြင်နေရတာလေကိုတွေတွေ့နေရတဲ့အချိန်မှနေမြင်ညပြောက်စရာ ိုရီတောင်ဘလို့တည်မလဲဆိုတာမသိကြဘူးအဲ့လိုအချိန်တိုင်းတိုင်းမှာလူတိုင်းကိုချစ်တဲ့စိတ်နဲ့ပဲအမားကြည့်ပြီးတယ်ဒါဟိုဟန်ဆောင်စရာအကြောင်းကိုမရှိရလောကကြီးကိုတော်တော်လေးစိတ်ကုန်နေပါတယ်အမှန်တိုင်းပြောလို့ရှိရင်ပေါ့နော်ဒါပေမဲ့ကိုကကိုမိသားစုစာဝင်နေရကိုတက်တာကအမှုပညာလေဂီတပညာပဲတက်တယ်တော့ကိုဂီတနဲ့ပဲကိုအဖေကြီးစားဖို့အတွက်ဒါကိုရဲ့စာဝင်နေကိုချမ်းမကြီးကိုအဖေချမ်းမကြီးအဲ့ဒီအတွက်ကိုအမလုံနေရတာပါဟိုအဲ့ဒါကိုလည်းအထင်မလွဲစေချင်ဘူးပေါ့နော် လေအမြဲတမ်းလေဟိုပြိတက်ကိုလေကိုရဲ့အမှုပညာကိုပဲခြားပြချင်တာအမအမှုပညာသမားဆစ်ဆစ်ပါဝါသနာလေငယ်ငယ်လေး73နှစ်သမီးတွေကဝါသနာကြီးခဲ့တဲ့အတွက်ကိုကိုချစ်တဲ့ပြိတက်ကိုလေလေကိုရဲ့အပျော်လေးကိုရဲ့ဟိုဘယ်လိုကောင်းတဲ့တဲ့င်းတွေပဲပေးချင်တယ်ကွယ်ကို အစင်မပြေမှုတွေကိုစိတ်ဆင်းနေရဲနေရတဲ့ဟာတွေကိုပြိတက်ကိုမပြောပြချင်ဘူးပြိတက်ဆိုတာကိုယ်နဲ့တသားတယ်လေသူတို့ကိုအမြင်နဲ့ပျော်ရွှင်စေချင်တယ်ပေါ့နော်အဲ့တော့အခုကိုဒီရှင်မောင်တချင်းလေးကို VCD ရိုက်ပြီဆိုရင်အတိတ်ကတော့အမပြောချင်တာကတော့ဟိုပေါ့ပြိတက်တွေလည်းမျောနေသလိုမမီတွေပေါ့နော်သူတို့တွေအရန်မျောနေကြတယ်ဘာလို့ဆိုရှင်မောင်တချင်းကိုသူတို့ကားလေသူတို့ကားလို့လည်းအမပေါက်ခဲ့တာကျွန်တော်ချစ်တွေပြန်ပြီးပါဆိုတော့အဲ့တော့ဒီနေရာနေရမမီတွေလည်းပျော်မယ်လို့ထင်ပါတယ်နောက်တစ်ခုကအချစ်ဆုံးတစ်ယောက်ရှိရပေါ့တောင်ငူကကိုဦးစွာ သူနဲ့ပွဲဆိုရင်တအားရရတယ်။ဂျန်နဲ့မမီတွေပေါ့နော်အဲ့ကတဲ့လူကြီးရှိလို့ရှိရင်သူ့ပိုင်သူ့ကိုရှင်မတော်ကြီးလို့ခေါ်တယ်။သူ့ပိုင်ရှင်မတော်ကြီးကိုဘယ်မှမကောက်တော့မူပိုင်ဆိုတော့အာသူသူဆိုလဲသူလဲပြော်မယ်ပေါ့နော်။သူနဲ့တကွအမတချင်းလေးကိုမျှော်နေနေတဲ့သူတွေအားလုံးပြောလိုက်မယ်လို့ထင်ပါတယ်။ခင်ねအမှုပြန်လောကမှာပေါ့เนาะ အကြိုက်ကင်းကွာသွားတဲ့သူတွေရှိပါတယ်ကင်းကွာသွားတယ်ပေါ့နော်အဲအားလုံးကိုလည်းပြန်ပြီးတော့ဟိုချစ်ပေးပါလို့ဒီနေရာကနေပြောပြရစီနောက်ပြီးဒီရှင်မတော်သချင်းလေးကိုမျှော်လင့်နေတဲ့သူတွေအားလုံးတက်ကိုသမုခင်ဖြည့်စည်းခွင့်လေးအချိန်တိုင်းတာပေါ့လူဆိုရလေလှုပ်ချင်ပေမဲ့သူ့အချိန်ကြာမှလှုပ်ခွင့်ရတာပေါ့နော်ဒီအချိန်ကြီးရောက်ဖို့အတွက်ကိုအမဘယ်နှစ်နှစ်ဆောင်ခဲ့ရလဲဆို2014လေးရဆို17နှစ်ရှိသွားပြီပေါ့နော်17နှစ်မှာမှအမ VCD လေးချပြ ခွင့်ရတဲ့အတွက်ကိုပေါ့နော်အချိန်ကြာသွားအတွက်ကိုလည်းတောင်းပန်ပါတယ်နောက်ပြီးတချင်းလေးထွက်လာခဲ့ရင်လည်းအနေနဲ့ရမှာရှိတဲ့ချစ်တဲ့ပရိသတ်တွေပေါ့တမို့ချစ်တယ်လို့မချစ်တဲ့လူပေါ့နော်အကုန်လုံးတချင်းလေးနားထောင်ပေးပါဟိုလိုအပ်တာလေးတွေကိုပြပြပေးပါအားလုံးကိုလည်းမျှော်လင့်နေပါတယ်အားလုံးရဲ့အချစ်တွေပေါ့